အားလုံးမင်္ဂလာပါခင်ဗျာမေချူရီကိုဒီနေ့လိုက်မှာဘုဒ္ဓပြည့်မြဝေဆင်းရွေးကျင်တာကကားရဲ့ကူလင်းစနစ်မှာအသုံးပြုတဲ့ရေတန်ကြီးတဲကိုဘာဖြစ်လို့အင်ဂျင်ဝိုင်းနေရောက်နေတာလဲပေါ့နော်ဒီကောင်းစင်နဲ့ပတ်သက်ပြီးတော့မှမေချူရီကိုဒီနေ့လိုက်မှာဘုဒ္ဓပြည့်မြဝေဆင်းရွေးကျင်ပါတယ်ကားရဲ့ရေတိုင်ကြီးထဲမှာအင်ဂျင်ဝိုင်းရောက်စေနိုင်တဲ့ပြစ်ချက်တွေအင်ဂျင်ဝိုင်းရောက်စေနိုင်တဲ့ အကြောင်းအရာတွေအများကြီးပဲရှိပါတယ်အဲ့လို injury ရောက်သွားတဲ့အခါမှာနောက်ဆက်တွဲဆိုးကျိုးတွေကလည်းအများကြီးပဲရှိသလိုကားရဲ့ရေတိုင်ကြီးတဲကို injury ရောက်နေပြီဆိုလို့ရှိရင်လည်းပြစ်ချက်ကကြီးကြီးမားမားလည်းဖြစ်စေနိုင်တယ်ပေါ့ဗျာနော်ဒါကြောင့်ဒီနေ့လိုက်မှာအဲ့ဒီအကြောင်းအရာလေးကိုမျှဝေပေးချင်ပါတယ်ပထမဆုံးအနေနဲ့ဒီပေါ့နော်ရေတိုင်ကြီးတဲကိုဒီ injury ရောက်စေနိုင်တဲ့ပြစ်ချက်တွေကိုမရှင်းပြခင်မှာဒီ engine ရဲ့ တော်တို့ကူလင်းစနစ်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုမျှဝေဆွေးနွေးခြင်းပါတယ်မျှဝေပေးခြင်းပါတယ်အဲ့ဒါလေးကိုတော့ကျွန်တော်ပုံလေးတွေနဲ့ဒီကွာပေါ့နော်မိတ်ဆွေတို့ကိုဒါဖော်ပြပေးပါမယ်ဒီကူလင်းစနစ်ရဲ့အပိုင်းလေးကိုလည်းမိတ်ဆွေတို့ကိုဒီပုံဒီပုံလေးတွေနဲ့ပေါ့နော်ဒီအစိပ်ပိုင်းလေးတွေကိုကျွန်တော်မျှဝေပေးပါမယ်ဘာဖြစ်လို့လဲဆိုတော့ခါလီမှာဆိုလို့ရှိရင်ကျွန်တော်တာမိုစတက်လို့ပြောလိုက်တယ်ဆိုပေမဲ့လည်းတာမိုစတက်ကပဲပစ္စည်းလေ အဲနောက်ဒီ water bank ကဘယ်နေရာမှာရှိနေတာလဲရေလေအောင်ပေါ့နော်ပြီးတော့ရေတိုင်ကြီးကဘာမှာရှိနေရလဲအစားရှိသည့်ဖြစ်ပေါ့သူ့စိတ်ပိုင်းတွေကဘာတွေကို လုံးလုံးပြီးနေရလဲဘလို့ဒီအေးဖြစ်လို့ဒီလိုပြဿနာမျိုးတွေကြုံတွေ့လာရတာလဲပေါ့နော်ဒါကိုကျွန်တော်ရှင်းပြချင်တာဖြစ်တဲ့အတွက်ပထမဆုံးအနေနဲ့အဲကျွန်တော်ဒီ cooling system လေးကိုအရင်ဆုံးရှင်းပြပေးခြင်းပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်သူ့ရဲ့ပုံလေးကိုကြည့်ကြည့်အောင်ပေါ့နော်။ ကျွန်တော်ကားရဲ့ကားအင်ဂျင်ရဲ့ကူလင်းစနစ်မှာပေါ့နော်ဒါကတော့ကားကူလင်းစနစ်ဆိုပြီးတော့ပေါ့နော်ကားအင်ဂျင်ရဲ့ကူလင်းစနစ်မှာဆိုလို့ရှိရင်ကျွန်တော်အင်ဂျင်ရဲ့ရှေ့မှာပေါ့နော်ဒီနေရာကဒါအင်ဂျင်ရဲ့ရှေ့မှာဆိုလို့ရှိရင်မရှိမလဲဆိုတော့အဲ့မှာရေတိုင်ကြီးဆိုပြီးတော့ရှိမယ်ပေါ့နော်ဒီနေရာမှာရေတိုင်ကြီးရှိမယ်အဲ့ဒီရေတိုင်ကြီးမှာဆိုရင်ကူလင်းဖန်ဆိုပြီးတော့ရှိမယ်ပေါ့နော်ဒီရေတိုင်ကြီးကိုအေးခံပြီးဖို့အတွက်ရှေ့ကကားရှေ့ရဝင်လာတဲ့လေနဲ့လေအေးခံပြီးသလိုဒီပန်ကာနဲ့လေအေးခံပြီးတယ်ပေါ့နော်အဲ့တော့ကူလင်းဖန်လည်းရှိမယ် နောက်တစ်ပါရှိမယ်ဆိုတော့ဒီနေရာမှာ water pan လို့ခေါ်တဲ့ရေလေအုံရှိမယ်ပြီးရင်ကျွန်တော်ဒီမှာဆိုရင် engine ရှိမယ်ပေါ့နော်အဲဒီမှာ water pan ဆိုတာတော့ပြောမယ်ဆိုရင်တော့ဒီနေရာမှာထားမှာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီနေရာလေးမှာပေါ့ရင်းရဲ့ဒီနေရာလေးမှာဒီနဲ့အာလေပတ်စီမဲဟာမျိုးလေးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်သက်ဆိုင်ရာ line တွေရှိမယ်ဒီနေရာမှာ heater ကိုဆိုပြီးတော့ရှိမယ် heater ကိုကဘာလို့ပြတာလဲဆိုတော့ကားရဲ့အတွင်းကန်တဲ့ကျွန်တော်တို့ဒီကားမောင်းသူထိုင်တဲ့တော့မဟုတ်ကားလိုက်ပါစီနေသူထိုင်တဲ့ကားရဲ့အတွင်းကန်ထဲမှာ အရန်အေးတယ်ဆိုလို့ရှိရင် အပူပေးဖို့အတွက်ဟီတာလိုတယ်အဲ့ဒီဟီတာကဘာနဲ့အသုံးပြုထားရလဲဆိုတော့အင်ဂျင်ကူလန့်နဲ့အဲ့ဒီဒီမှာရှိနေတဲ့ဟီတာကိုရဲကိုဖြတ်တန်းစီစဉ်ပြီးတော့မှအဲကျွန်တော်ဒါဒီနေရာမှာရေဘူးတွေပေါ့ဗျာနော်ပြောမယ်ဆိုရင်ကူလန့်ဘူးတွေဖြတ်တန်းစီစဉ်ပြီး စီစဉ်တဲ့အိမ်မှာဘလို့အားနေမှုလိုက်တဲ့အခါမှာကားရဲ့အတွင်ကန်တွေကိုဟိုကျွန်တော်ဒီလေဘူးတွေဝင်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအင်ဂျင်မှာသူ့ရဲ့ကူးလင်းစနစ်မှာဆိုရင်လေဘက်စီစဉ်နေတာရေတိုင်ကီနဲ့အင်ဂျင်ရဲ့ဂျာထဲမှာပိုက်တွေနဲ့အပေါ်ပိုက်အောက်ပိုက်တွေပေါ့ဗျာနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အောက်ပိုက်တွေရှိမယ်အပေါ်ပိုက်တွေရှိမယ်ပေါ့နော်အဲ့လိုမျိုးနဲ့သူကလေဘက်စီစဉ်ပေးနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အဲ့လိုပုံစံမျိုးလေဘက်စီစဉ်ပေးနေတာဖြစ်တဲ့အတွက်အဲ့ဒီမှာကျွန်တော်တို့ဒီသူ့ရဲ့ကူးလင်းစနစ်တွေနဲ့ပတ်သက်တဲ့အပိုင်းလေးကို အဲတခြားသောအစိပ်ပိုင်းလေးတွေကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးခြင်းပါတယ်အဲ့တော့ဒီကားရဲ့ကူလင်းစနစ်ကရေနဲ့အေးခံပေးတဲ့စနစ်ဖြစ်တယ်အဲ့တော့အဲ့ဒီရေဆိုတာကကျွန်တော်ကူလန့်ပေါ့ဗျာနော်ခုနောက်ပိုင်းတော့ကူလန့်တွေတုံးတာအဲ့တော့ဒီမှာဒီလိုစီးဆင်းတာသူ့ရဲ့လမ်းကြောင်းအရာကဒီမှာအင်ဂျင်ပေါ့နော်အင်ဂျင်ရဲ့ကျွန်တော်တို့ဒီ water jacket လို့ခေါ်တဲ့ရေလိုင်းတွေရှိမယ်အဲ့ဒီကနေပြီးတော့မှအပူနဲ့အေးနဲ့သဘောတရားမှာအေးကအောက်ကိုသွားမယ်အပူကအပေါ်ကိုသွားမယ်ပေါ့နော်အဲ့တော့ပူနေတဲ့ အင်ဂျင်ကူးလန့်တွေကအပေါ်ကနေပြီးတော့မှအပေါ်ဘိုက်ကနေပြီးတော့ရေတိုင်ကြီးတွေကိုဝင်ရေတိုင်ကြီးတွေကနေပြီးတော့မှဒီမှာရေတိုင်ကြီးတွေမှာအေးအေးခံပြီးတယ်ဘယ်ကလေနဲ့အေးအေးခံလဲဆိုတော့ဒီပန်ကားလေတဲ့အားနဲ့အေးအေးခံတယ်သို့မဟုတ်ကျွန်တော်ပန်ကားလေတဲ့အားလည်းအေးအေးခံတယ်ပေါ့နော်ပြီးတော့ကားမောင်းတဲ့အခါမှာရှေ့ရဝင်လာတဲ့လေနဲ့အေးအေးခံပြီးတော့အပူရင်ကိုရှော့ချပြီးတယ်ရှော့ချပြီးတော့မှဒီနေရာနေအောက်ဘိုက်ကနေပြီးတော့မှအင်ဂျင်တွေကိုဝင်ပြီးတယ်အဲ့လိုပုံစံမျိုးပေါ့နော်သူကလေပတ်စီးစင်းနေတယ်အဲ့တော့အင်ဂျင်ထဲမှာဘာဖြစ်လို့ဒီကူးလင်းစနစ်ကလိုလာလဲဆိုတော့ကျွန်တော်တို့ဒီ ကားမှာသုံးနေတဲ့ engineer အကုန်လုံးက ICE လို့ခေါ်တဲ့ internal convention engine ပေါ့နော်အတွင်းထဲမှာမီးလောင်ပေါက်ကွဲပြီးတော့မှပါဝါရတဲ့ engine ဖြစ်တယ်အဲ့တော့အဲ့ဒီ engine ကဒီမှာဆိုလို့ရှိရင်ကျွန်တော် piston တွေရှိမယ် cylinder တွေရှိမယ်ဒီမှာဆိုရင်ဒါကဒါ၆လုံးလို့ engine ပေါ့ဗျာနော်အဲ့ဒီမှာဒီမှာရှိနေတဲ့နေရာလေးမှာ piston တွေ cylinder တွေရှိတဲ့အခါမှာအဲ့ဒီနေရာမှာအပူအရန်ထွက်တယ်အဲ့ဒီထွက်လာတဲ့အပူတွေကိုဒီတိုင်းထားမယ်ဆိုလို့ရှိရင်အဲ့ဒီနေရာကြီးကလုံးဝဒီ piston တွေ ေးစလစ်စလစ်ကျက်ကျက်သွားတာပေါ့ဗျာပြောမယ်ဆိုရင်ပင်စင်ရဆလင်နာထဲမှာအာဒီဒီဘယ်လိုပြောမလဲအပေါ်ပေါ်တက်အောက်ဆင်းပဲပြောရမှာပေါ့နော်အင်လိုင်းနေဆိုရင်ပေါ်တက်အောက်ဆင်းပေါ့ပြောမယ်ဆိုရင်ဒါရွေရွေရှားပြီးတော့မှအဲ့ဒီကနေပြီးတော့မှ reciprocating motion လို့ခေါ်တဲ့ကျွန်တော်လေပတ်တဲ့အားကိုထုတ်ပေးတယ်ဒီ grind shaft ကနေပြီးတော့လေပတ်တယ်ပေါ့ဗျာနော်အဲ့ဒီမှာပင်စင်ကဆလင်နာထဲမှာဒီဒီအတက်ဆင်းလုတ်ပေးနေတဲ့အနေထားမှာတကယ်လို့ဒါအဲ့ဒီ cooling စနစ်ဒါမရှိဘူးဆိုလို့ရှိရင်အပူများပြီးတော့ခဏလေးနဲ့ ကျက်သွားမယ်ပေါ့နော်ဒါကြောင့်အေးခံပြီးရတာဖြစ်ပါတယ်အဲ့တော့ဒီဆလင်ဒါရဲ့ဘေးနားမှာတက်ဆိုင်ရာ water jacket တွေရှိတယ်ရေလိုင်းတွေရှိတယ်ပေါ့ဗျာနော်အဲ့ဒီအပူတွေကဘေးကိုရောက်မယ်ဆိုတော့ engine head ကနေပြီးတော့မှကျွန်တော်ရေတိုင်ကြီးရဲ့အပေါ်ဘက်ကနေရေတိုင်ကြီးတွေကိုရောက်မယ်ရေတိုင်ကြီးမှာအေးခံမယ်အောက်ဘက်ကနေသွားမယ်ဒီနေရာမှာဘာကနေပြီးတော့ဒီလိုလဲပြီးလဲဆိုတော့ water pan လို့ခေါ်တယ်ရေလေအုံကနေပြီးတော့မှအဲဒီဒီပေါ့နော်ဂျီတိုင်ကြီးထဲမှာရှိနေတဲ့အင်ဂျင်ကူလန့်တွေကိုဆွဲဆုပ်မယ်အင်ဂျင်ထဲမှာရှိနေတဲ့အင်ဂျင်ကူလန့်တွေကို ဒီတိုင်းကြီးကိုထည့်မယ်ဒီလိုပုံစံမျိုးနဲ့သူကလှုပ်ဆောင်ပြီးနေတယ်အဲ့လိုလှုပ်ဆောင်ပြီးနေတဲ့အတွက်ပေါ့နော်ကျွန်တော်တို့ heat တက်တယ်ဆိုတဲ့ပြဿနာတွေတက်လာတဲ့အခါမှာရေလေအောင်မကောင်းရင်လည်း water pump မကောင်းရင်လည်း heat တက်တဲ့ပြဿနာမျိုးတွေတက်စီနိုင်တယ်ပေါ့နော်နောက်တစ်ချက်ကအဲ့နေရာမှာ thermostat ဘာမို့ဆက်ကတော့နှစ်နေရာထားနိုင်တယ်ကျွန်တော်ဒီမှာ engine ရဲ့အထွက်ဒီနေရာမှာလည်းထားနိုင်တယ် engine ရဲ့အဝင်ဒီတိုင်းကြီးကနေပြီးတော့လာတဲ့ engine ရဲ့အဝင်မှာလည်းထားနိုင်တယ် engine ကနေအထွက်ဒီတိုင်းကြီးကိုသွားတဲ့ နေရာမှာလည်းထားနိုင်တယ်အဲ့တော့အပေါ်ပိုက်နဲ့အောက်ပိုက်မှာပေါ့ဗျာနော်အပေါ်ပိုက်မှာထားမလားအောက်ပိုက်မှာထားမလားပေါ့အဲ့တော့အပေါ်ပိုက်မှာထားမယ်ဆိုလို့ရှိရင်ဒီတာမိုစတက်ရဲ့အပူချိန်ကမြင့်တယ်ဥမာနေနဲ့85လောက်ကနေစတယ်ပေါ့ဗျာနော်အဲ့လောက်ကနေပြီးတော့62ပဝင်းကျင်လောက်တိရှိတယ်အဲ့ဒါကအပေါ်ပိုက်မှာထားတဲ့တာမိုစတက်တကယ်လို့အောက်ပိုက်ဘက်မှာထားတယ်ဆိုရင်82ကနေပြီးတော့အဲကျွန်တော်ကြမ်းကြီးအဲ82ပဝင်းကျင်လောက်ရှိတယ်ပေါ့ဗျာနော်နဲတယ်ပေါ့အဲ့တော့ဒီနေရာမှာ ီအင်ဂျင်ရဲ့အဝင်မှာထားတဲ့တာမိုဆက်ရဲ့ဒီဂရီကပွင့်တဲ့ဒီဂရီကနည်းတယ်ဒီအထက်မှာကြည့်နေတဲ့အဲတာမိုဆက်ရဲ့ဒီဂရီကကြတော့များတယ်အဲ့မှာကျွန်တော်တို့ကဟိုတာမိုဆက်ကိုဒီအင်ဂျင်မှာပေါ့နော်ဘလောက်ဒီဂရီထည့်ရမှာလဲအဲအဲ့မှာဒီလိုက်ရှာတာနည်းနည်းခက်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဘာလဲပြန်ခွဲလဲဆိုတော့အင်ဂျင်ရဲ့အထက်မှာလားအင်ဂျင်ရဲ့အဝင်မှာလားအဲ့တော့အင်ဂျင်ရဲ့အပေါ်ပိုက်ပေါ့ဗျာနော်အပေါ်ပိုက်ဆိုရင်ကျွန်တော်ရေတိုင်ကြီးဘက်ကိုအထွက်အောက်ပိုက်ဆိုလို့ရှိရင်ဒီတိုင်းကြီးကနေပြီးတော့အင်ဂျင်တွေကိုအဝင်အဲ့တော့ဘယ်နေရာမှာထားလဲဆိုတော့ပုံမူတည်ပြီးတော့မှတာမိုဆက်ရဲ့ အဲဒီတာမဆက်ပေါ်မှာရေးထားတဲ့ degree တွေကလည်းပြောင်းလဲသွားတာဖြစ်ပါတယ်เนาะဒါကတော့ engine ရဲ့ cooling system ရဲ့သဘောတရားလေးပါเนาะအဲ့တော့ကျွန်တော်ဒီမှာ engine ရဲ့ cooling system ပါဆိုလို့ရှိရင်အဲကျွန်တော်ဒီနေရာမှာဆိုလို့ရှိရင်ပေါ့เนาะဒါကပန်ကာရှိမယ်အဲ့တော့ဒီပန်ကာမှာလဲတဲ့အတဲ့ပြောင်းမြန်ဆိုတာရှိတယ်ကျွန်တော်တို့အဲ့မှာအတဲ့ပြောင်းမြန်မှားလို့ရှိရင် heat တက်ပါတယ်เนาะအဲ့ဒါလည်းသတိထားမှာဒါကပြောမဆိုရင်တော့ဟိုဒီနေ့ live မှာကရှင်းပြခြင်းတာကတော့ engine cooling system အကျန်းလေးကိုပဲရှင်းပြခြင်းတာပါအဓိကရှင်းပြခြင်းတာက ေတိုင်ကြီးထဲမှာကျွန်တော်ဒီရေတိုင်ကြီးထဲမှာအင်ဂျင်ဝိုင်းတွေရောက်နေတဲ့အကြောင်းအရာကိုကျွန်တော်ကရှင်းပြပေးချင်တာအဲ့တော့ကျွန်တော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီပန်ကာကလေတာကသူကဘယ်လေညာလေရှိတယ်အဲ့ဒါကားစီးနေစီလေမတူနိုင်ဘူးဒီကားမလို့ညာလေကြီးပဲပြောမယ်နောက်ကဘယ်လေလဲဖြစ်ရင်ဖြစ်မယ်အဲ့ဒီနေရာမှာအဓိကကြည့်ရမှာကဘာလဲဆိုတော့အပြင်ကလေကိုဆွဲဆုပ်တဲ့ဟာက အမှန်ပဲလို့ပြောရမှာပေါ့ဗျာနော်အဲ့တော့ကျွန်တော်ပန်ကာကဥမာညာလေတယ်ပြန်ပါမှာရှိနေတဲ့လေကိုဆွဲဆုပ်ပြီးတော့မှအင်ဂျင်အင်ဂျင်ဘက်စီကို တွန်းပို့ပေးတယ်ဒါဆိုလို့ရှိရင်ပန်ငါရဲ့လုံဆောင်မှုကမှန်တယ်လို့ပြောလို့ရတယ်အဲ့ငယ်မှာကျွန်တော်တို့ကအကြောင်းမျိုးမျိုးကြောင့်ပေါ့ဗျာနော်ပန်ငါလဲရတာဒီပန်ငါရဲ့မော်တာလဲရတယ်ဆိုကြပါစို့အဲ့အနေထားမျိုးမှာကျွန်တော်တို့ကဘယ်လင်ညာလဲမသိဘဲနဲ့တိုင်းဝယ်လာတယ်မလာပြီးလို့ရှိရင်အမှန်ပဲထင်ပြီးတော့ကောက်တက်လိုက်တယ်အဲ့ဒီမှာလေရအပြင်ကိုမှုတ်ထုတ်နေတယ်ဆိုရင်ကားမောင်းတဲ့အခါမှာဘာဖြစ်လဲဆိုတော့ဟိတက်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ရှေ့ကဝင်လာတဲ့လေရဲ့ အဖီအားရဲ့အတွင်းထဲကကန်ထွက်တဲ့လေရဲ့ဖီအားရဲ့ကအများကြီးကွာတယ်အဲ့လိုအနေအထားမျိုးမှာဒီရေတိုင်ကြီးရဲ့အပူချိန်ကိုရှော့ချနိုင်ခြင်းမရှိတဲ့အတွက်ဟီတက်တဲ့ပြဿနာမျိုးတွေဖြစ်နိုင်တယ်။နောက်ပံကလေအားကြရင်လည်းဟီတက်နိုင်တယ်ပေါ့ဗျာနော်။အဲ့တော့ရေတိုင်ကြီးကြီးပိတ်တယ်ဆိုလို့ရှိရင်လည်းဒါဟီတက်နိုင်တယ်ဝါတာပန့်မကောင်းရင်ဟီတက်နိုင်တယ်သာမိုဆက်ဂျမ်းဖြစ်ရင်ဟီတက်နိုင်တယ်ပေါ့နော်။ဒီမှာသာမိုဆက်ပေါ့နော်သာမိုဆက်ရှိမယ်။အဲ့တော့အဲ့လိုပုံစံမျိုးနဲ့ရေတွေကလေပတ်စီစင်းပေးနေတာဖြစ်ပါတယ်။ဒါကတော့အဲဒီပြောမယ်ဆိုလို့ရှိရင်တော့အင်ဂျင်ကူလင်းစနစ်ရဲ့ အကျန်းလေးပေါ့ဗျာနော်ဒါလေးကိုကျွန်တော်နောက်တစ်ခေါက်ပြန်ပြီးတော့မျှဝေပြပါမယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင် engine ရှိမယ်ပေါ့ဗျာနော်အဲ့တော့အဲ့ဒီ engine မှာကျွန်တော်ရေလဲအောင်ရှိမယ်ပေါ့နော်အဲ့ဒီမှာသူ့ရဲ့ဒီနေရာကနေပြီးတော့ပေါ့နော်ဒီနေရာမှာရေလဲအောင်ရှိမယ်အဲ့တော့ဒီမှာရေလဲအောင်က engine ထဲမှာရှိနေတဲ့ engine coolant တွေကိုဆုပ်ယူပြီးတော့မှကျွန်တော်ရေတိုင်းကြီးကိုပို့ပို့ပြီးတော့ရေတိုင်းကြီးမှာအေးခန်းရေတိုင်းကြီးရဲ့အောက်ပိုင်းမှာရှိနေတဲ့အောက်ပိုင်းကြီးဆိုရင်အေးသွားပြီးအဲ့ရနေ engine coolant တွေက engine ထဲကိုပြန်ရောက်အဲ့ဒီမှာမှ engine နည်းနည်းပူသွားတဲ့အခါမှာ ဒီအင်ဂျင်ကူလန့်တွေကပွာလာလို့ရှိရင်ဘာဖြစ်လဲဆိုတော့ဒီမှာရေပြန်ဘူးထဲမှာသွားပြီးတော့မှအေးခံပေးတယ်အဲ့လိုပုံစံမျိုးနဲ့သူကလုံးလုံးပေးနေတာဖြစ်ပါတယ်เนาะဒါကပြောမယ်ဆိုရင်အင်ဂျင်ကူလင်းစနစ်ရဲ့အကြမ်းမြင်လေးပေါ့เนาะဒီနေရာမှာကျွန်တော်တစ်ခါလေးမှမျှဝေဘူးတဲ့ကျွန်တော်ဒီမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်အဲဒီနေရာလေးပေါ့เนาะဒီနေရာမှာဆိုရှင်ဘာရှိလဲဆိုတော့ကျွန်တော်ဟီတာ6ဆိုပြီးတော့ရှိပါတယ်เนาะဟီတာ6ကကြာတော့ကားရဲ့ dashboard တွင်ထဲမှာရှိမယ်အဲ့တော့ကျွန်တော်တို့ဒီ heater 6ထဲမှာ အင်ဂျင်ကနေလာတဲ့အင်ဂျင်ကူးလန့်တွေပြောမယ်ဆိုရင်တော့အင်ဂျင်ရဲ့ဟက်ကလာတဲ့အင်ဂျင်ကူးလန့်ကဟီတာကိုရဲဝင်အဲဟီတာကိုကနေပြန်လာတဲ့အင်ဂျင်ကူးလန့်တွေရဲ့ line ကအင်ဂျင်ရဲ့ block မှာလာပြီးတော့အာဒီတက်ထားတယ်ပေါ့ဗျာနော်ပိုက်တွေကဒါတော့ဒီဒီပုံမှာတော့အဲ့လိုမျိုးတော့တရားမတွေ့ရအောင်ပေါ့နော်အဲ့တော့အဲ့ဒီ heater ကိုကဘာလုပ်ပြီးလဲဆိုတော့အဲ့ဒီမှာ engine coolant တွေဖြတ်သန်းစီးဆင်းသွားတဲ့အတွက်သူကဘာဖြစ်မလဲဆိုလို့ရှိရင်အဲ့ဒီကနေပြီးတော့ပေါ့နော်သူကတကယ်လို့ကားရဲ့အတွင်းကနေကအေးနေတယ်ဆိုလို့ရှိရင်ဘာလုပ်ပြီးမလဲဆိုတော့ အဲကျွန်တော်တို့ကဒီဘလိုဝါနဲ့ဟီတာကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီဟီတာမှာဖြတ်တန်းစီးဆင်းနေတဲ့အင်ဂျင်ကူလန့်အပူတွေကိုလေဘူးလေနဲ့မှုတ်လိုက်တဲ့အခါမှာလေဘူးတွေကကားရဲ့အတွင်းငယ်တွေကိုဝင်သွားတယ်ပေါ့နော်ဒီလိုပုံစံမျိုးနဲ့အဲဒီကားရဲ့အတွင်းငယ်တွေကိုအပူပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဆောင်းရာသီလိုမျိုးအရင်ဤတဲ့ဒေတာတွေမှာဆိုလို့ရှိရင်အဲ့ဒီဟီတာစနစ်ကမထည့်လို့မရအောင်မထည့်ရင်ပြဿနာရှိတယ်ပေါ့နော်မထည့်ရင်ကားဘလို့မှမောင်းလို့ရမှာမဟုတ်ဘူးပေါ့ဗျာနော်ဒါပေမဲ့ကျွန်တော်နိုင်ငံမှာတော့ပူတဲ့ဒေတာဖြစ်တဲ့အခါကျတော့ဘာဖြစ်မလဲဆိုတော့ဒီပူတဲ့ဒေတာဖြစ်တဲ့အတွက်အဲ့ဒီဘိုင်းကို ပိတ်ထားကြတာများတယ်ဒီပိုက်ကိုပေါ့နော်ဒီညနေဒီလိုဖြတ်ပြီးတော့ပြန်ပေးလိုက်တဲ့ဟီတာကိုဘက်ကိုမသုံးတော့ဘူးအဲ့လိုမသုံးရတဲ့ရွယ်ချက်ကလည်းရှိတယ်ဘာကြောင့်လဲဆိုတော့ဟီတာကိုပေါက်တဲ့အခါမှာအဲ့ဒီအင်ဂျင်ကူလန့်တွေကညော့တယ်ညော့တဲ့အခါမှာကျွန်တော်ကမသိရဘူးဒက်စ်ဘုတ်တွင်းထဲကနေပြီးတော့ကားကြမ်းငင်းကနေပြီးတော့အောက်ထဲကိုစိမ့်သွားတယ်အဲ့လိုနေထားနေအဲဒီအင်ဂျင်ကူလန့်တွေကပျောက်ပျောက်သွားတဲ့အခါမှာအင်ဂျင်ကူလန့်ကိုမစစ်မိတဲ့အခါမှာဟီတက်နိုင်တယ်ပေါ့နော်ဒါကြောင့်မဲ့ဟီတာကိုတွေကိုပိုက်တွေနဲ့ပြန်ပြီးတော့ပိတ်ထားတာမျိုးလည်းလုပ်ကြရတယ်ပေါ့ဗျာနော် ော်ကျွန်တော်ဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာကဒီအပိုင်းလေးပေါ့ဗျာနော်ပြောမယ်ဆိုလို့ရှိရင်ဒီမှာမိတ်ဆွေတို့တွေ့ရမှာပါဒါလေးကဘာလဲဆိုလို့ရှိရင်ဒါက engine wire ရဲ့ cooler အဲ့တော့ engine wire ရဲ့ cooler ကဘာနဲ့အေးခံပြီးတာလဲဆိုတော့ engine coolant နဲ့အေးခံပြီးတယ် engine wire နေကအဲ့ဒီ cooler ထဲမှာဖြတ်တန်းစီစဉ်ပြီးတော့မှ engine coolant နေကဒီရဲ့ပတ်ချာလေးကနေပြီးတော့ပြန်ပြီးတော့အေးခံပြီးတာပေါ့နော်နောက်တစ်တခုကြည့်ကြည့်အောင်ပေါ့နော်အဲ့ကျွန်တော်ဒီမှာဆိုရင်ဒါ fitter ဘူးပေါ့နော် engine wire fitter engine wire fitter ရဲ့အောက် ီနေရာလေးမှာဆိုအဝိုင်းပုံစံမျိုးလေးဒီမှာဆိုရင်ရေပိုက်ရှိတယ်ပေါ့နော်အဲ့ဒါကအဲ engine ရဲ့ cooler ဖြစ်ပါတယ်နော် engine ကအဲ့ဒီမှာလာပြီးတော့ဟိုဒါပြောမယ်ဆိုလို့ရှိရင်အေးခံပြီးတယ်ပေါ့နော်ဒါရေပိုက်ရေကနေပြီးတော့မှ engine cooler အဲ engine cooler နေဒီမှာဖြည့်ဆန်းစီစဉ်ပြီးတော့မှသူ line နဲ့တူပေါ့ဗျာနော်စီစဉ်လာတော့အဲ့တော့ engine တွေကိုအေးခံပြီးတဲ့ပုံစံလေးဖြစ်ပါတယ်နော်နောက်တစ်ခုကြည့်ကြည့်အောင်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းအဲဒီမှာကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာဒါကဟိုပေါ့နော် အဲဒီအင်ဂျွိုင်းကူလာပေါ့နော်အင်ဂျွိုင်းကူလာဒီရဲ့အပြားတွေထဲမှာအင်ဂျွိုင်းကဖြတ်သန်းစီးဆင်းမယ်အဲအဲ့ဒီမှာမှဘေးပတ်ချာထဲမှာဒီပတ်ချာထဲမှာရေရီရှိမယ်ရေရီဆိုတာအင်ဂျင်ကူနိုင်ရှိမယ်ပေါ့ဗျာနော်အဲ့လိုပုံစံမျိုး ਨੇ အဲဒါကလုံးလုံးပြီးတာဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲတစ်ချက်ပြန်ပြီးတော့အဲထပ်ပြီးတော့လီလာကြည့်ကြရအောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအင်ဂျင်ရဲ့အဲအင်ဂျင်ကူလန်းနေနဲ့အင်ဂျ ထည့်ထားတယ်ဗောဗျာเนาะဘာဖြစ်လို့အေးခံတဲ့စနစ်ကိုထည့်ထားရလဲဆိုတော့ engine wire တွေက engine power ကြီးတဲ့ engine တွေမှာအလုံးလုံးပါများလို့ရှိရင်ဘာဖြစ်လဲဆိုတော့ပူလာတယ်ပူလာရင် engine wire ရဲ့အည်သွေးကနည်းနည်းတော့ကျတာဗောနော်အဲ့လိုနည်းနည်းကျတဲ့အခါမှာချောစီကောင်းကောင်းမပေးနိုင်ရင်နောက်ဆက်တွဲအနေနဲ့လေပတ်နေတဲ့အစိပ်ပိုင်းတွေကဘာတွေဖြစ်လိုက်လဲဆိုတော့အဲကျွန်တော်ပွန်စားမှုတွေဖြစ်မယ်အဲ့ဒီကနေပြီးတော့မှ engine တန်တွေကျန်းလာမယ်တိုက်ပစ်တန်တွေထွက်လာမယ်ဒီလိုပုံစံမျိုးတွေဖြစ်သွားနိုင်တဲ့အတွက်ကျွန်တော်ပြောမယ်ဆိုရင်เนาะ အဲအင်ဂျင်ဝိုင်းစနစ်မှာအင်ဂျင်အဲဒီကူလာအင်ဂျင်ဝိုင်းကူလာကိုထည့်သွင်းထားရခြင်း ဖြစ်ပါတယ်เนาะအဲများသောဖြစ်ဒီစိအင်ဂျင်ဒီမှာဆိုလို့ရှိရင်အင်ဂျင်ဝိုင်းကူလာဆိုတာကမဖြစ်မနေထည့်ပြီးတော့သုံးထားရတယ်ဒီနေရာမှာကျွန်တော်အခုဒီနေ့ live ရဲ့ခေါင်းစဉ်ရဲ့အောက်မှာမျှဝေခြင်းနဲ့ကျွန်တော်ဘာကြောင့်ရေတိုင်ကြီးတွေကိုအင်ဂျင်ဝိုင်းနေရောက်တာလဲပေါ့เนาะဒါလေးကိုကျွန်တော်ပြန်အစားနေပြန်ပြောပါမယ်အဲ့တော့ကျွန်တော်တို့ဒီအင်ဂျင်ဝိုင်းတွေကိုရောအင်ဂျင်ကူလာမရောက်နိုင်ဘူးလား အင်ဂျင်ကူလန့်နဲ့ဒီရေတိုင်ကြီးတဲကိုပဲအင်ဂျင်ဝိုင်တွေကဘာကြောင့်ရောက်ရတာလဲဆိုတော့ PR ကွာတာကြောင့်အဲရောက်ရတာဖြစ်တယ်။များသောအားဖြင့်ဖြစ်တဲ့ပြစ်ချက်ကဒီဝိုင်ကူလာပေါက်တာပေါ့နော်။အဲ့တော့ဝိုင်ကူလာပေါက်တဲ့အခါမှာတကယ်တကယ်ဆိုဝိုင်ကူလာပေါက်လို့ရှိရင်အင်ဂျင်ဝိုင်တွေကိုအင်ဂျင်ကူလန့်သွားရောလို့ရတာပဲ။ဒါပေမဲ့အင်ဂျင်ဝိုင်ကပဲဘာဖြစ်လို့အင်ဂျင်ကူလန့်တွေကိုလာရောရတာလဲပေါ့နော်။မေးချူတော့နေနဲ့နားတော့နည်းရှုပ်သွားနိုင်တယ်။ကျွန်တော်ဆိုတာက အင်ဂျင်ကူးလန်းနေတဲ့မှာအင်ဂျင်ဝိုင်းစတွေ့နေတာနဲ့အင်ဂျင်ဝိုင်းထဲမှာအင်ဂျင်ကူးလန်းတွေ့နေတာနဲ့မတူဘူးပေါ့နော်ပြစ်ချက်ချင်းอ่ะအဲ့ကျွန်တော်တို့အခုမျှဝေခြင်းနဲ့ရေတိုင်းကြီးတဲကိုအင်ဂျင်ဝိုင်းရောက်နေတယ်ဆိုတာကအင်ဂျင်ကူးလန်းထဲမှာအင်ဂျင်ဝိုင်းကြီးရောက်နေတာပေါ့နော်ဒါကဘာကြောင့်ရောက်တာလဲများသောအားဖြင့်ကတော့ဝိုင်းကူလာပေါက်တာကြောင့်ရောက်တယ်ဒါဆိုရင်ဝိုင်းကူလာပေါက်ရင် အင်ဂျင်ဝိုင်တွေကိုအင်ဂျင်ကူးလန့်တွေရောလို့ရတဲ့အနေအထားမှာဘာဖြစ်လို့အင်ဂျင်ဝိုင်တွေကိုအင်ဂျင်ကူးလန့်မရောဘဲနဲ့အင်ဂျင်ကူးလန့်တွေကိုအင်ဂျင်ဝိုင်တွေလာရောရတာလေပေါ့နော်အဲ့ဒါကကျွန်တော်ခုနပြောခဲ့သလိုပဲဖီအားကွာတယ်ဘာကြောင့်လဲဆိုတော့အင်ဂျင်တစ်လုံးရဲ့အင်ဂျင်ဝိုင်ပန့်ရဲ့ဖီအားကကျန်းမြင့်နေတဲ့25 PSI ကနေ65 PSI ကြားလောက်ရှိတယ်ပြောမယ်ဆိုတော့ဘားအနေနဲ့ပြောမယ်ဆိုတော့1.7ကနေပြီးတော့မှ4.5ဘားလောက်ရှိတယ်ဘားအနေနဲ့ဆိုနေတော့များတယ်ပေါ့ဗျာနော်အဲ့ဒီအနေထားကဒီပြောမယ်ဆိုလို့ရှိရင် အင်ဂျင်ဝိုင်းရဲ့ PR နောက်တစ်ချက်အနေနဲ့ဂီယာပေါက်ကျွန်တော်ဒီ automatic transmission တွေရဲ့ CPR တွေကဘယ်လောက်ရှိလဲဆိုတော့90 PSI နဲ့250 PSI လောက်ရှိတယ်ဘာအနေနဲ့ဆိုရင်3.5ကနေ16.2ဘာလောက်ရှိတယ်တော်တော်များတဲ့ပမာဏအဲအဲ့ဒီမှာဒီ engine coolant ရဲ့ PR engine coolant ရဲ့ PR ကဘယ်လောက်ရှိလဲဆိုတော့15 PSI ရှိတယ်ဘာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်1ဘာကြော်ကြော်လောက်ပဲရှိတယ်အဲ့တော့ကျွန်တော်တို့ engine y ရဲ့ PR က1.7ဘာလောက်ရှိတယ်ဒါပေမဲ့ အင်ဂျင်ကူးလန့်ရဲ့ဖိအားက1ဘားလောက်ပဲဖြစ်တဲ့အခါကျတော့ဝိုင်ကူလာပေါက်တဲ့အခါမှာဖိအားနေတဲ့စီကိုစီစင်းတဲ့အတွက်အင်ဂျင်ဝိုင်တွေကအဲကျွန်တော်တို့ဒီအင်ဂျင်ကူးလန့်တွေကိုလာပြီးတော့ရောရတာဖြစ်ပါတယ်နော်နိုးနှစ်ရောင်ပုံစံမျိုးတွေအရောင်တွေပြောင်းဝင်တာပေါ့ဗျာနော်အဲ့လိုမျိုးတွေဖြစ်ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အင်ဂျင်ကူးလန့်တွေကိုအင်ဂျင်ဝိုင်ရောစေနိုင်တဲ့ပြစ်ချက်တွေကိုမျှဝေရမယ်ဆိုရင်နံပါတ်1အနေနဲ့စလင်နာဟက်နဲ့ပတ်သက်တဲ့အပိုင်းစလင်နာဟက် gasket ပေါ့ဗျာနော်ပြောမယ်ဆိုရင်စလင်နာဟက် gasket နဲ့ပတ်သက်တဲ့အပိုင်း တော့စင်နာဟက် gasket လို့ပြောမယ်ဆိုရင်စင်နာဟက် gasket ကပြတ်သွားသလားပြတ်ပြီးတော့ engine line နဲ့ခြေတိုင်းနဲ့ယောသွားသလားပေါ့နော်ဒါကပထမစဉ်းစားမယ့်ချက်ဒုတိယချက်အနေနဲ့ကတော့အဲပြောမယ်ဆိုရင် engine hub ကျွန်တော်စင်နာဟက်လို့လည်းခေါ်တယ် engine hub engine hub ကအနေဒလားခုံးနေဒလားခွက်နေဒလားပေါ့နော် engine hub တစ်ချက်ဖြစ်လို့ရှိရင်လည်းအဲဒီအင်းဒီကျွန်တော်တို့ပြောမယ်ဆိုတော့အဲ့ဒါတော့ဖြစ်နိုင်တာတော့ engine wire တွေကိုလည်းရောနိုင်လို့ရေတွေကိုလည်း engine wire ရောနိုင်တယ်ဒါတော့ကျွန်တော်ဒီနေ့ခေါင်းစဉ်အောက်ကနေပဲသွားနိုင်မယ်ပေါ့နော် engine ကုလန်တွေကို engine wire ရောနိုင်တယ် တတိယချက်ကကြတော့အင်ဂျင်ဘလောက်နဲ့ပတ်သက်တဲ့အပိုင်းအင်ဂျင်ဘလောက်မှာပြည့်ချက်ရှိတယ်ဆိုလို့ရှိရင်လည်းအဲ့အတားတော့ဘာလို့ဖြစ်တယ်ဆိုလို့ရှိရင်လည်းပေါ့နော်ကျွန်တော်တို့ဒါအင်ဂျင်ကူးလိုက်နေကိုအင်ဂျင်ဝိုင်းနေစိတ်မီဝင်လာတဲ့ပြဿနာမျိုးတွေဂျုံတွေ့နိုင်တယ်။နောက်ဆုံးဖြစ်တဲ့ပြစ်ချက်အများဆုံးဖြစ်တဲ့ပြစ်ချက်ကတော့ဝိုင်းကူလာပေါက်တာပေါ့နော်။ဝိုင်းကူလာပေါက်တဲ့အခါမှာဝိုင်းကူလာရဲ့ပတ်ချက်လည်းမှာရှိနေတဲ့အင်ဂျင်ကူးလိုက်နေကိုအင်ဂျင်ဝိုင်းနေကဝင်လာတယ်ပေါ့နော်။ဒီပြဿနာအကြောင်းဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့နှိမ့်ချုပ်မယ်ဆိုရင်တော့၄ချက်ရှိပါတယ်။ အင်ဂျင်ကူးလန့်တွေကိုအင်ဂျင်ရောက်စေနိုင်တဲ့အကြံဉာဏ်အချက်၄ချက်ရှိပါတယ်ပထမတစ်ချက်ကကြတော့ကျွန်တော်တို့ head gasket နဲ့ပတ်သက်တဲ့ပြစ်ချက်ဒုတိယတစ်ချက်ကကြတော့ sensor head head နဲ့ပတ်သက်တဲ့ပြစ်ချက်တတိယချက်ကကြတော့ sensor blown နဲ့ပတ်သက်တဲ့ပြစ်ချက် stutter ချက်ကကြတော့ wine cooler ပေါက်တဲ့ပြစ်ချက်ပေါ့နော်အဲ့ဒီထဲမှာကြီးကြီးမားမားမဟုတ်တဲ့ တည်တည်ကူကူနဲ့ပြီးတဲ့ကိစ္စတစ်ခုကကြတော့ဝိုင်ကူလာပေါက်တဲ့ကိစ္စဝိုင်ကူလာပေါက်တယ်ဆိုရင်ကျွန်တော်ကကြီးကြီးမားမားကြီးဘာမှဖြစ်စရာမရှိဘူးဝိုင်ကူလာကိုပဲပြန်ဖားလို့ရလားပြန်သုံးလို့ရသလားအကျွန်တော်မို့ရင်အစ်စ်လေးရမလားပေါ့နော်ဒါကိုကျွန်တော်တို့ဒါဆုံးဖြတ်လိုက်မယ်တကယ်လို့သုံးလို့မရလဲအစ်စ်လေးရတယ်ဆိုလို့ရှိရင်လေဈေးကအစ်စ်ဆိုတာကတော့ကျွန်တော်တို့ပြောမယ်ဆိုရင်နောက်ထပ် account တစ်ခုပေါ့ဗျာနော်လေးရမယ်ဆိုလို့ရှိရင်လေအဲ့လောက်မရှိဘူးဒါပေမဲ့ gas ကပြတ်တာဆိုရင်အနည်းဆုံးတော့ပေါ်ချမ်းဖွင့်ရမယ် ဟက်မျက်နှာပြင်တစ်ခုဖြစ်တယ်ဆိုလို့ရှိရင်ဟက်ကိုဆက်ရမယ်၊တရမယ်၊နောက်ဆုံးအဆင်မပြေဘူးဆိုရင်လဲရမယ်ပေါ့နော်။နောက်ဘလောက်ဆိုလို့ရှိရင်လည်းကြီးမားတယ်ပေါ့နော်။အင်ဂျင်အောက်ချမ်းလိုက်ကြီးတောင်လဲရမယ်အနေအထားမျိုးဆိုတော့တင်းနှစ်၃အချက်၃ချက်ကအရန်ဟို heavy ဖြစ်တယ်နံပါတ်၄ချက်ဖြစ်တယ် angular ပေါက်တာကတော့ကြီးကြီးမားမားမဟုတ်ဘူးလို့ပြောရမှာပေါ့ဗျာเนาะအဲ့တော့ကျွန်တော်တို့အဲ့လိုအနေထားဖြစ်သွားပြီဒါကဂျီတိုင်ကြီးတဲကို engine wire နေရောက်နေပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကစစ်တဲ့အခါမှာဘယ်လိုတွေသိနိုင်လဲပေါ့ဗျာเนาะဒါလေးကိုလည်းကျွန်တော် ုံလေးတွေနဲ့ထပ်ပြီးတော့မျှဝေပြီးပါမယ်နော်ကျွန်တော်ဒီနေသားဆိုလို့ရှိရင်အင်ဂျင်ဝိုင်ကိုကြည့်မယ်ဆိုလို့ရှိရင်အယောင်ကအတိအသာပြောင်းနေတာကိုမိတ်ဆွေတို့အနေနဲ့တွေ့ရမှာပေါ့နော်အဲကျွန်တော်ဒီမှာအင်ဂျင်ဝိုင်ရဲ့အယောင်ကတော်တော်ချင်းချင်းစိုးနေပြီပေါ့နော်ဒီလိုပုံစံမျိုးရှူစင်းရှွန်စေးအောင်လို့လည်းပြောလို့ရတာပေါ့ဗျာနော်ဒါဆိုလို့ရှိရင်တော့အင်ဂျင်ကူးလန့်နဲ့အင်ဂျင်ဝိုင်နဲ့ဒါရောဆက်နေပြီလို့ပြောလို့ရတယ်နော်ကျွန်တော်အဲ့မှာ အဖုံးတွေကိုဖွင့်လိုက်မယ်ကျွန်တော်တို့တွေ့ရတဲ့ပုံစံတွေကဒီလိုပုံစံမျိုးတွေတွေ့နေရပြီပေါ့ဗျာနော်အဲကျွန်တော်ဒီမှာဆိုရင် inquiry ထဲမှာဆိုရင်ဒါကတော့ပြောမယ်ဆိုတော့ inquiry ထဲကို inquiry ဘူးလိုက်ရောတာပေါ့ဗျာနော်အဲဒီလိုမျိုးတွေပေါ့ဒါတော့ကျွန်တော်ဒီနေ့ခေါင်းစဉ်အောက်မှာတော့မဟုတ်ပါဘူးနော်ဒါကကြတော့ဒီတိုင်ကြီးထဲမှာအခုပြောပြခြင်းနဲ့မျှဝေခြင်းနဲ့အကြောင်းအရာဒါပေါ့နော်ကျွန်တော်ဒီတိုင်ကြီးထဲမှာဒီလိုအကြောင်းကြီးဖြစ်နေပြီပေါ့နော်ဒါမှမဟုတ်ရင်ဒီလိုအကြောင်းကြီးပေါ့ inquiry ဒီမှာပျော့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 လေးတွေဖြစ်နေပြီပေါ့ဒါဆိုလို့ရှိရင်ဒါရေတိုင်ကြီးတဲကို inquiry ရောက်နေပြီ ဒါကတော့ချင်းကြီးဆိုတဲ့အနေအထားမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကိုပဲကျွန်တော်တို့ကအဲကျွန်တော်ဒီနေ့ live မှာအဓိကထားပြီးတော့ရှင်းပြပေးချင်တာဖြစ်ပါတယ်နော်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီဘိုင်းလေးထပ်ပြီးတော့ဆက်ကြည့်အောင်ပေါ့နော်အဲ့ကျွန်တော်မိတ်ဆွေတို့ကိုမျှဝေခဲ့သလိုဒီရေတိုင်းကြီးတဲ့ကိုအင်ဂျင်ဝိုင်းနေရောက်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာကြောင့်ရောက်လဲဆိုတာကိုအဖြေရှာရတော့မှာအဲ့ဆိုရင်ကျွန်တော်ကလော်လေကူကူကတော့ ဝိုင်ကူလာပေါက်မပေါက်အင်ဂျင်ဝိုင်လည်းရောမှာပဲပေါ့နော်ဝိုင်ကူလာပေါက်မပေါက်ကိုအရင်ဆစ်လိုက်ကျွန်တော်ပြီးခဲ့တဲ့နှစ်ကဆိုရင် Chevrolet Disease ဆိုလို့ရှိရင်အဲ့လိုပဲအင်ဂျင်ဝိုင်အော်ရော့ပြီးတော့ဒီရေတိုင်ကြီးထဲမှာဆိုလို့ရှိရင်အဲ့လိုဒီအယောင်ကြီးပေါ့ဗျာနော်ဟိုပြောမယ်ဆိုရင်တော့နိုးနှစ်ယောင်ကြီးလည်းပြောလို့ရတယ်အဲဒီခြုံစည်းယောင်ကြီးလည်းပြောလို့ရတာပေါ့ဗျာနော်အဲ့ဒါတွေကအင်ဂျင်ကူလန့်နဲ့အင်ဂျင်ဝိုင်တွေရောဆက်ပြီးတော့ထွက်လာတဲ့ဟာတွေတော်တော်ချင်းချင်းဆိုးတယ်လို့ပြောရမှာပေါ့နော် ဒါနဲ့စီကြည့်လိုက်တဲ့အခါမှာဘာသွားတွေ့လဲဆိုတော့ဝိုင်ကူလာပေါက်နေတာကိုတွေ့ရတယ်နော်နောက်ဆုံးမှဝိုင်ကူလာလေးလိုက်တဲ့အတွက်အိုက်ကကောင်းသွားတယ်ဒါပေမဲ့အင်ဂျင်ကူလန်လိုင်းမှာဆိုလို့ရှိရင်အင်ဂျင်ဝိုင်ကြီးကပလဲနေတာဖြစ်တဲ့အတွက်ရေတိုင်းကြီးပြန်ဆေးရတယ်အင်ဂျင်ကူလန်လိုင်းတွေပြန်ဆေးရတယ်ရေပြန်ဘူးတွေပြန်ဆေးရတယ်ပေါ့ဗျာနော်ဒါတွေကိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဆိုတော့ဟိုဒေချာကိုစစ်ဆေးပြီးတော့မှဒေချာတန်ရှင်းလိုရတဲ့အနေအထားမျိုးဖြစ်သွားတယ်ပေါ့နော်ဒါကကြီးကြီးမားမားမဟုတ်သေးဘူးလို့ပြောလို့ရတယ် ီကြီးမားမားဖြစ်ဖြစ်သွားပြီဆိုလို့ရှိရင်တော့ hackers ကလဲရတဲ့အနေအထားမျိုးဆိုရင်ဘာကြောင့်ဖြစ်တာလဲပေါ့နော် hackers ကပြတ်တဲ့အနေအထားမျိုးဆိုရင်အဲဒါကြီးပဲ heat တက်သွားသလားနောက်တစ်ချက်က hand နဲ့ပြင်းနေခုံးသလားခွက်သလားအက်သလားပေါ့နော်ဒါတွေပါစစ်ရတယ်နောက်တစ်ချက်ကဘလောက်နဲ့ပတ်သက်တဲ့အပိုင်းလဲခုံးဒီမျက်နှာပြင်းနေခုံးသလားဖတ်သွားသလားအက်သွားသလားပေါက်သွားသလားအစာရှိသည်ပြင်ထားသည်ပါစစ်စီရတာဖြစ်တဲ့အတွက်ပြောမယ်ဆိုရင်တော့ပြုပြင်တဲ့ကုန်ကြစည်အရင်များပါတယ်နော်ဒါကတော့ အင်ဂျင်ဝိုင်ကအင်ဂျင်ကူးလန့်တွေကိုတွားပြီးတော့ရောစီတဲ့ပြစ်ချက်ထီတွေကအဖြစ်များတဲ့ပြစ်ချက်၄ချက်ကိုမိတ်ဆွေတို့ကိုဒီနေ့လိုက်မှာဘုရားပြင်မြဝေးဆွေးနွေးကြတာဖြစ်ပါတယ်ခင်ဗျာဒါဆိုတော့ဒီနေ့လိုက်မှာမှန်းထားတဲ့ comment တွေကိုပြန်ပြီးပါအောင်မယ်ခင်ဗျာကိုရရင်နိုင်မင်္ဂလာပါခင်ဗျာအပိဒါကျေးဇူးအများကြီးတင်ပါတယ်ကိုမိုးအောင်မင်္ဂလာပါခင်ဗျာအပိဒါကျေးဇူးအများကြီးတင်ပါတယ်ကိုချန်တူးမင်္ဂလာပါခင်ဗျာအပိဒါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကိုစိုးနိုင်မင်္ဂလာပါအပိဒါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကိုထွန်းအောင်မင်္ဂလာပါခင်ဗျာအပိဒါကျေးဇူးအများကြီးတင်ပါတယ် ကိုနိုင်လင်းချိုမင်္ဂလာပါခင်ဗျာအပိဒါကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကိုစိုးနိုင်မင်္ဂလာပါအပိဒါကျေးဇူးများကြီးတင်ပါတယ်ကိုပြီးချုံထင်တယ်နော်ချုံလို့ထပ်မယ်ထင်နော်မင်္ဂလာပါခင်ဗျာအပိဒါကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကြည် wiring ဆရာပြကြည်တာရယ် BCN လား BCN မတူဘူးလေရမယ်ပြောလို့ပါရယ်ဈေးဘယ်လောက်ရှိလဲ extra cut diesel ကားပါ အဲကျွန်တော်ကားပစ္စည်းနဲ့ပတ်သက်တဲ့ဈေးနှုန်းတွေတော့အတိအကျမသိဘူးဗျ။ဘာကြောင့်မသိလဲဆိုတော့ကျွန်တော်ကားပစ္စည်းအရောင်းဝယ်ကအဲဒီ service ဘိုင်းမှာကျွန်တော်တိတ်ပြီးတော့ဝယ်မပါပြည့်ဘူးပေါ့နော်။အဲ service ဘိုင်းမှာဝင်ပြီးတော့ပါနေတဲ့အခါကျတော့အဲအဲ့ဒီဈေးနှုန်းတွေကိုကျွန်တော်အတိအကျမသိဘူး။ BCM ဖြစ်လိမ့်မယ်နော် Body Control Module ပေါ့နော်။ Body Control Module လဲရတာဖြစ်ပါလိမ့်မယ်ခင်ဗျ။အဲ့ဒါကဟိုကားကဒီပေါ့နော် extra cap ဆိုပေမဲ့ကျွန်တော်ဈေးနှုန်းကကျတော့ကျွန်တော်လည်းမသိရဘူးပေါ့နော်။ဈေးနှုန်းတွေကတော့ ်ဘီးနောက်မှာလှမ်းပြီးတော့မေးကြည့်မှာပဲရမယ်ထင်တယ်ဗျာကားမော်တယ်ဘလို့ဘောနော်ဒီဘာကားလဲဆိုတော့ပြောပြလို့ရှိရင်တို့ဇင်းနှုံးကြမ်းမြင်းစုံစမ်းလို့ရပါတယ်ကျွန်တော်တော့အဲ့ဒီဇင်းနှုံးလေးတိကျမသိတော့ပါခင်ဗျာဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဥမြင့်လွင်မင်္ဂလာပါခင်ဗျာအပိဒါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကိုသူရိန်မင်္ဂလာပါခင်ဗျာအပိဒါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီနေ့ live ကတော့အဲစောပြီးတော့လွှင့်ပြလိုက်တယ်ပေါ့နော်ကျွန်တော်၈နာရီခွဲလောက်စပြီးတော့လွှင့်ပြလိုက်ပါတယ်ကျွန်တော်အကြောင်းမျိုးကြောင့်မနေ့ကအေးပြတ်ထားတာနဲ့၉နာရီလောက် ठी ၉နာရီ၉နာရီခွဲလောက် ठी ာရောက်ဖို့အတွက်အဆင်မပြေတော့တာနဲ့ပေါ့နော်ကျွန်တော်ချစ်ခွဲလောင်းနေပဲကျွန်တော် live stream ပြလိုက်ပါတယ်ပုံမှန်ဆိုတော့ကျွန်တော်ကိုးခွဲမှာပုံမှန် live stream နေကြပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ချစ်ခွဲမှာ live stream လိုက်တာဖြစ်တဲ့အတွက်တောင်းပန်ချင်ပါတယ်နော်โอเคအားပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကိုစိုးကြီးမင်္ဂလာပါခင်ဗျာအားပြီးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဲ့ကျွန်တော်ဒီနေ့ live မှာမှတ်ထားတဲ့ comment တွေ comment ဖြစ်တဲ့ဒီနေ့ live ကိုလောင်းနေပဲကျွန်တော်ဝင်ပြပါခင်ဗျာ ကိုနိုင်လင်းချိုမန်ယူရှိတယ်ဟုတ်မန်ယူကကြီးနိုင်မလားမကြီးမနိုင်မလားမသိသေးဘူးဗျတော်တော်စင်ညကအေးအေးပြတ်ထတာအနေနဲ့ရှိနေတော့ဘောနော်ဒီအထနိုင်နေဆိုရင်တော့ကြီးကြီးပြင်မှာပြောလို့တော့မြန်ပါအောင်ဗျာမန်ယူဖန်ဆိုတော့လေအာမထနိုင်လဲကုံယုံထပြီးတော့စီစင်းရခံအောင်ပဲထင်ပါတယ်နော်မန်ယူနဲ့စပါးနဲ့ယူပါလီပွဲဆိုတော့ကြီးတာတော့ကြီးပြင်မယ်ထင်ပါတယ်နောက်ထပ်တညာထပ်ပြီးအေးအေးပြတ်ပြည့်ရမယ်ထင်ပါတယ်နိုင်ရင်တော့ကောင်းတာဗောနော် စပါးနဲ့တွေ့မှာဟုတ်ပါစပါးနဲ့တွေ့မှာဆိုတော့စပါးလည်းမနိုင်တာကြားလာနေပြီဆိုတော့နော်နိုင်နိုင်ပါစီပဲဆူတောင်းမှာပေါ့ဗျာနော်ကျွန်တော်လိုက်မှာအားပေးကြတဲ့မိတ်ဆွေတယောက်စီနေတိုင်းကိုကျေးဇူးများကြီးတင်ပါတယ် comment မှန်ပေးကြတဲ့မိတ်ဆွေတယောက်စီနေတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအဲကျွန်တော်ရဲ့ channel မှာဝင်ရောက်အားပေးကြတဲ့မိတ်ဆွေတယောက်စီနေတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်အဲကျွန်တော်ဒီ comment တွေမှတ်မိကြတဲ့မိတ်ဆွေတွေကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒီ comment တွေထဲမှာကျွန်တော်တချို့ live ရဲ့ခေါင်းစဉ်တွေလည်းအများကြီးရတယ် အတွေ့အကြုံတွေလည်းအများကြီးရတယ်ဗောနော်တချို့မေးတဲ့မေးခွန်းတွေညာဆိုလို့ရှိရင်ကျွန်တော်အာဒီမသိတဲ့တချို့လေ့လာစရာတွေအများကြီးဖြစ်တဲ့အခါမှာကျွန်တော်လည်းပြန်ပြီးတော့အာလေ့လာပြစ်တယ်ဗောနော်အဲ့ဒီအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့လည်းအထောက်အကူအများကြီးဖြစ်တယ်ဗောနော်အဲကျွန်တော်ဒီ channel မှာဆိုလို့ရှိရင်အများကြီးပဲဗောနော် comment တွေလာပြီးတော့မှတ်မိကြတယ် ော်တက်နိုင်နေများတော့ကျွန်တော် comment တွေပြန်ပေးပါတယ် comment ကတော့မကြံအောင်ကျွန်တော်ပြန်ပြီးတယ်ဒါပေမဲ့ဒီအပိုင်း၃ရက်၄ရက်လောက်တော့ရှိပါပြီကျွန်တော် comment တွေမပြန်ပြစ်တာပါဘောနော်ကျွန်တော်ချိန်ရတာနဲ့တက်နိုင်နေများ comment တွေအကုန်လုံးကိုပြန်ပြီးပါအောင်မယ်ခင်ဗျအကြည့်သူများကြီးတင်ပါတယ်ကိုတင်းရှိန်ထင်းနော်အပိဒါကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဒါဆိုတော့ဒီနေ့ live ကိုလောင်းနေပဲကျင်နာခွင့်ပြုပါခင်ဗျာအပိဒါကျေးဇူးများကြီးတင်ပါတယ်